ရေဒီယိုညချီသောရဆင်များမင်္ဂလာပါခင်ဗျာကုချင်အစပြီး2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စစ်ရေးသတင်းများကိုကျွန်တော်ရန်တိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ်စစ်ရေးသတင်းကတော့အစိုးရစစ်သွေးကြွတွေကိုထောက်ပံ့အားပေးကူညီနေတဲ့ BGB အချင်းပြတ်ရာရှိတွေကိုအရင်မယူရင်နှစ်ဖက်တင်းမာမှုတွေပိုဖြစ်လာနိုင်တယ်လို့ AA3 ပေးတဲ့သတင်းပဲဖြစ်ပါတယ် အစုံရောက်စစ်သွေးကြွားတွေကိုထောက်ပံ့ကူညီပြီးအားပေးအမြောက်လုပ်နေတဲ့နယ်ချောင်းဆောင်တပ်ဖွဲ့ BGB ကအချင်းပြက်ရရှိတွေကိုဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အရေးမယူဘူးဆိုရင်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးနဲ့ဆက်ဆံရေးထိခိုက်စေနိုင်သလိုနှစ်ဖက်တင်းမာမှုတွေပိုပြီးမြင့်တက်လာနိုင်စေတယ်လို့ရခိုင်တပ်တော်အေအေကသတိပေးပြောကြားလိုက်ပါတယ်။အစုံရောက်စစ်သွေးကြွားအာဆာဖွဲ့တွေအခုရက်ပိုင်းမှာအကြမ်းဖက်တိုက်ခတ်လာတဲ့လုပ်ရက်တွေနဲ့ပတ်သက်လို့စက်တင်ဘာလ28ရက်နေ့စွဲနဲ့ရခိုင်တပ်တော်ကထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ အစွန်ရောက်စစ်သွေးကြွအာစာအကြမ်းဖက်လက်နက်ကင်ဖွဲ့တွေဟာအစွန်ရောက်စစ်သွေးကြွဝါဒကိုအားပေးတဲ့ဘင်္ဂလားဒေ့ရှ်နယ်ကြားဆောင်တပ် BGB ကအချင်းပြက်ရရှိတချို့ရဲ့အားပေးထောက်ခံမှုတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေရရှိနေတယ်လို့သတင်းရထားတဲ့အကြောင်း AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အာစာနဲ့ RSO အချမ်းဖက်ဖွဲ့တွေဟာစစ်ရေးထောက်ပံ့ရေးကူညီတွေကိုအပြည့်အဝရထားတဲ့အတွက် BGB စခန်းတွေနီးမှာအချမ်းဖက်တပ်စခန်းအချို့ကိုအခိုင်အမာခြေစိုက်တက်ဆွဲခွင့်ရနေပြီးပြီး တို့အခြေပြုနေရာကနေအာရခဒေသကိုဝင်ရောက်ပြီးအချမ်းဘတ်လှုပ်ရှားမှုတွေလုပ်နေတယ်လို့အသိပေးထားပါတယ်။ဒီစစ်သွေးကြွအချမ်းဘတ်ဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကနေနတ်မြစ်နဲ့မယူတောင်တန်းလမ်းကြောင်းတွေကတဆင့်အာရခပြည်မောင်တော်ခရိုင်တွင်ဝင်ရောက်ခါနေဆက်မှာရှိတဲ့အာရခတပ်တော် လုံခြုံရေးစခန်းတချို့ကိုတိုက်ခိုက်လာတယ်လို့ဒေသနေအာရခပြည်သူတွေကိုလူပြတ်တဲ့နေရာတွေမှာချောင်းမြောင်းပစ်ခတ်တပ်ဖြတ်တာဖမ်းဆီးနှိပ်စက်တာအလိုင်းကျငွေညှစ်တာလူရမှုနဲ့ပြန်ပေးဆွတာတွေကိုဇက်တိုက်ကျူးလွန်နေတယ်လို့လဲဆိုထားပါဗျ။ အစွန်ရောက်စစ်သွေးကြွဂျမ်းဖတ်အာစာဖွဲ့ဟာအခုနှစ်စက်တင်ဘာလ16ရက်ကစပြီးရခိုင်ပြည်မောင်နှံမြို့နယ်မြောက်ပိုင်းနေဆက်မိုင်းတိုင်း56နဲ့58ကျားမှာရှိတဲ့ point 601ဂုံးက AA ရဲ့နေဆက်လုံခြုံရေးတပ်စခန်းတစ်ခုနဲ့ဒုံညိုရွာနီးမှာရှိတဲ့ဒုံညိုစခန်းကိုသိမ်းပိုက်ရယူနိုင်ဖို့စိတ်ဝင်ထိုးဖောက်တာတွေရှိခဲ့တဲ့ပြင်မင်္ဂလာဘတ်ချမ်းကနေနှောက်ရက်ပြစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ချက်ကနေအသိပေးထားပါတယ်။ဒါပြင်ခြုံခိုတိုက်ခိုက်ဖို့စီစဉ်ထားတာတွေ drone နဲ့ဂင်းထောက်တာတွေ စစ်ကူလာမဲ့နေရာတချို့ကိုဖြတ်တောက်ပိတ်ဆို့ထားတာတွေပေါဝင်တဲ့စကမ်းသိမ်းမှုရည်ရွယ်ထားတဲ့တိုက်ခတ်မှုမျိုးပြုလုပ်မဲ့အရေးအယံလက္ခဏာတွေစတိုက်တွေ့လာတယ်လို့လည်းဆိုပါတယ်။ဒီနယ်ဆက်လုံခြုံရေးစကမ်းတွေဟာမိုးရင်းကာလမှာသွာလာရကတ်ခဲ့ပြီးအနီးမှာရှိတဲ့စကမ်းတွေကစစ်ကူလာဖို့အနှဲငယ်ကတ်ခဲ့တဲ့သဘာဝအနေအထားရှိနေတဲ့စကမ်းတွေလို့သိရပါတယ်။အာရခတက်တော်နေနဲ့စစ်တွေနဲ့ကြောက်ပြူမျိုးပါဝင်အာရခဒေသနဲ့နယ်မြေဆက်ဆက်နေတဲ့အခြားနေရာ၃ခုမှာဖက်စစ်ကျမ်းပတ်စစ်တပ်နဲ့တိုက်ပွဲတွေပြင်းထန်နေတာကိုအာဆာနဲ့ RSO ကျမ်းပတ်ဖွဲ့တွေကအခွင့်အကောင်းယူပြီး သူတို့အခြေစိုက်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကနေဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်နဲ့နီးကပ်ပူးပေါင်းကအေအေနဲ့နယ်စပ်လုံခြုံရေးတပ်စခန်းတွေကိုပူးပေါင်းတိုက်ခိုက်နေတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်ကလည်းအာဆာနဲ့ RSO အကြမ်းဖက်ဖွဲ့တွေကိုလက်နက်ခဲယံထောက်ပံ့တာတွေဆက်လုပ်နေစေလို့သိရပါတယ်။စစ်သွေးကြွအာဆာအကြမ်းဖက်လက်နက်ကိုင်ဖွဲ့ဟာ0.61စခန်းကိုရဖို့စက်တင်ဘာလ16ရက်ကစပြီးကြိုးပမ်းနေပြီမယ်။ EA ရဲ့တံပြန်ထိုးစစ်ဆင်မှုကြောင့်စခန်းကိုသိမ့်ပိုက်ရယူနိုင်တာမျိုးမရှိဘူးလို့ EA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ီစကန်ဟာ AA ရဲ့ထိန်းချုပ်မှုအောက်မှာအပြည့်ဝရှိနေတယ်လို့စကန်နီပတ်ဝန်းကျင်မှာလည်းဘယ်အချမ်းဘက်ဖုံးရတူတယောက်မှမရှိတော့ဘူးလို့ဆိုပါတယ်တချိန်ထဲမှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေနေဆက်ဖြတ်ကျော်ပြီးမောင်နှောခရံလေးကိုခိုးဝင်လာကြတဲ့အစွန်ရောက်ဖွဲ့တွေဟာဒေသခံပြည်သူတွေကိုရရဆက်ဆက်တပ်ဖြတ်ပြီးအရသာအလောင်းတွေကိုအရခတက်တော်စစ်ယူနီဖောင်းတွေအစားတိုးဝတ်ဆင်ပေးကာရုပ်သံနဲ့ဓာတ်ပုံတွေထုတ်လွှင့်ကာသူတို့ကျူးလွန်ခဲ့တာကိုဖျောက်ဖျက်ဖို့ကြိုးစားအားထုတ်တာတွေလည်းရှိတယ်လို့သိရပါတယ်အခုလိုဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာအခိုင်အမာတက်စကန်ချပြီးအရခပြည်တွင်းဝင်ရောက်ခါ အာရခပြည်သူတွေကိုရရက်ဆက်ဆက်ဂျမ်းဖတ်တက်ဖြတ်ပြီးအေအေရဲ့နေဆက်လုံခြုံရေးတက်စကန်အချို့ကိုဝင်ရောက်တိုက်ခိုက်တဲ့အစုံရောက်စစ်သွေးကြွအဖွဲ့ရဲ့လုပ်ရက်ကိုခွင့်ပြုတာထောက်ပံ့ကူညီတာအားပေးအားမြောက်ပြုနေတဲ့အချင်းပြက် BGB ကအရာရှိတွေနဲ့စစ်သွေးကြွလှုပ်ရှားမှုတွေအပေါ်ထောက်ခံအားပေးနေသူတွေကိုဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အ мян ဆုံးဖော်ထုတ်အရေးယူသင့်တယ်လို့အေအေကတိုက်တွန်းထားပါတယ်။အရေးယူထိန်းချုပ်မှုရှိပဲအခုတိုင်ဆက်လွတ်ပေးထားမယ်ဆိုရင် နှစ်ဖက်နယ်ဆက်တင်းကျင်ရေးလုံခြုံရေးနဲ့ဆက်ဆံရေးထိခိုက်စေနိုင်တယ်လို့နှစ်ဖက်တင်းမာမှုကိုလည်းပုံမှန်မြင့်တက်လာစေနိုင်တယ်လို့လည်းသတိပေးထားပါတယ်။ဘင်္ဂလားဒေ့ရှ်အာရခနယ်ဆက်မှာတကြောပြန်စခန်းထလာတဲ့အာဆာ RSO ကျမ်းပတ်လှူရှာမှုအန္တရာယ်ဟာအာရခဒေသတွင်းနေပြည်သူလူထုတရလုံးရဲ့လုံခြုံရေးကိုတိုက်ရိုက်ချိန်ချောင်းနေုံနေမဟုတ်ဘဲဒေသတွင်းနိုင်ငံသားယင်းနှိမ့်ညွန့်မှုနဲ့လာရောက်ယင်းနှိမ့်ညွန့်ကြတဲ့နိုင်ငံသားတွေရဲ့လုံခြုံရေးနဲ့အသက်အန္တရာယ်ကိုချိန်ချောင်းရာရောက်နေတဲ့အတွက် နိုင်ငံကအတိုင်းဝန်အနေနဲ့လည်းဒီဖြစ်ရပ်ပေါ်တေချာစောင့်ကြည့်ပြီးဝိုင်းဝန်းစောင့်ချက်ထိန်းသိမ်းပေးကြဖို့တောင်းဆိုထားပါတယ်။တစ်ဆက်ထဲမှာပဲဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း AA နဲ့နှစ်ဖက်ပြည်လဲစီမဲ့နီလန်းတွေကိုအမြန်ဆုံးရှာဖွေပြီးနှစ်ဖက်ပူးပေါင်းဆောင်ရွက်တာမျိုးတွေဦးစားပေးလှုံ့ဆော်တဲ့တယ်လို့လည်းအလေးနဲ့အကြံပြုဖော်ပြထားပါတယ်ခင်ဗျာ။အခုတကတန်ရွမ်းမြို့ပေါ်လူနေရပ်ကွက်ကိုစစ်တပ်ကလေရင်နဲ့ပုံကျဲချတာကြောင့်အရဲသားတအူးသေဆုံးပြီးကလေးငယ်ပါဝင်၅ဦးထဏ်ရရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရခိုင်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ရခိုင်ပြည်တံတွင်းမြို့ပေါ်ကလူနေရပ်ကွက်ကိုအချမ်းဘတ်စစ်တပ်ကလေရင်နဲ့ပုံချဲခဲ့တာကြောင့်အရသာတူတေဆုံးပြီးကလေးငယ်တွေနဲ့ကိုဝန်ဆောင်ပါဝင်အရသာ9ဦးထဏ်ရာသွားတယ်လို့ဒေသသတင်းရှင်းမြစ်တွေကပြောပါတယ်။မနေ့ကစက်တင်ဘာလ28ရက်ည7:00နာရီဝန်းကျင်မှာအချမ်းဘတ်စစ်တပ်ကတိုက်ပွဲဖြစ်တာမရှိဘဲတံတွင်းမြို့အမှတ်၄ရပ်ကွက်ကိုတိုက်လေရင်ပုံနှလုံးချဲချခဲ့တာလို့ဆိုပါတယ်။ စစ်တပ်ကကျဲချတဲ့ဘုံတွေကြောက်ရောက်ပေါက်ကွဲခဲ့တာကြောင့်အမတ်လေးရက်ကွက်မှာနေထိုင်တဲ့ဦးညီညီသေဆုံးခဲ့ပြီးအသက်6နှစ်ရွယ်မောင်တန့်စင်ဖြိုးအသက်16နှစ်ရွယ်မောင်အောင်တီဟာဆိုအသက်38နှစ်ရွယ်တော်ခင်ခင်ထေးအသက်53နှစ်ရွယ်ဒေါခင်ထွေးနဲ့အသက်42နှစ်ရွယ်ဦးထွန်းနိုင်မင်းတို့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းမစစ်တပ်ဟာမနေ့ကည8:28မိနစ်မှာတစ်ကြိမ်၊8:32မိနစ်မှာတစ်ကြိမ်၊နှစ်ကြိမ်တိတိဂျက်ဖိုင်တာနဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာလို့အာရခတပ်တော်ကအတည်ပြုပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်နေအိမ်တွေပျက်စီးခဲ့ပြီးဒဏ်ရာရသူတွေစေကူတမ်းမှုခံယူနေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကကျဲချတဲ့ဘုံသီးတွေဟာအမှတ်လေးရပ်ကွက်မှာရှိတဲ့ဥမြဟန်ရဲ့အိမ်နဲ့ဥမက်လေးအိမ်မှာကြားရောက်ပေါက်ကွဲခဲ့တာလို့ရခိုင်ဒေသသတင်းတွေကိုရခိုင်ဘာသာနဲ့ဖော်ပြနေတဲ့အာရခမင်းသမီးမီဒီယာမှာဖော်ပြထားပါတယ်။ဒီလေကြောင်းတိုက်ခိုက်ခံမှုဖြစ်စဉ်မှာတေဆုံးသူနဲ့ဒဏ်ရာရသူတွေဟာမောင်ရွှေလေးကျေးရွာကစစ်ဘေးလာရှောင်တဲ့မိသားစုတွေလို့ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Leo Di FM ကဖော်ပြပါတယ်။ ဒီဖြစ်စဉ်မှာဖခင်ဖြစ်သူဦးညင်ကြီးသေဆုံးခဲ့ပြီးကိုဝန်ဆောင်ထားရတဲ့ဇနီးဖြစ်သူဟာလည်းခန္ဓာကိုယ်အနှံ့ဘုံးစတွေထိမှန်ထားတာကြောင့်ကလေးရောလူကြီးပါအန္တရာယ်များတဲ့အနေထားလို့သိရပါပါတယ်ခင်ဗျာအခုနောက်ဆုံးဒဇယ်ကရုမရွာကိုအချမ်းဘတ်စစ်တပ်ကလေချောင်းကနေတိုက်ခိုက်တဲ့ဖြစ်စဉ်မှာအပြစ်မဲ့ရသား၁၁ဦးသေဆုံးပြီး၉ဦးဒဏ်ရရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းရေဦးခရိုင်ဒဇယ်မြို့နယ်ဂရုမရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းဝန်တွေတိုက်ခတ်တဲ့ဖြစ်စဉ်မှာအပြစ်မဲ့အရသာ12ဦးသေဆုံးပြီး9ဦးဒဏ်ရာရခဲ့တယ်လို့ဒေသနေပြည်သူတွေနဲ့လူခွင့်ရတာဝန်ခံတွေရဲ့အတည်ပြုပြောကြားချက်ကိုကိုးကားပြီးအမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရဆိုင်ရာဝန်ကြီးဌာနကအသိပေးပေါ်ပြလာပါတယ်။စက်တင်ဘာလ26ရက်နေ့လယ်ပိုင်းမှာလေကြောင်းဝန်တွေ Jet Fighter နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့တာနဲ့ပတ်သက်လို့အခုလိုပေါ်ပြလာတာဖြစ်ပါတယ်။ တရုတ်လီတက်ကနေတက်လာတဲ့ဂျမ်ဘတ်စစ်အုပ်စုရဲ့ Jet Fighter ဟာကလေးဝမ်းမြို့ကိုပတ်ပြီးအပြန်မှာတိုက်ပွဲဖြစ်တာမရှိဘဲဂဒူးမရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တာလို့အသိပေးထားပါဗျ။စစ်တပ် Jet Fighter ဟာဂဒူးမရွာအနောက်ဘက်ချမ်းမှာရှိတဲ့ဓာတ်စီဆိုင်အရှိကပြည်တော်စုလမ်းမကြီးနီးကိုပေါင်900ဘုံတွေကျဲချခဲ့တာကြောင့်အနီးနားမှာရှိတဲ့ပြင်းမဲ့ရဲသားတွေထိခိုက်သေးဆုံးခဲ့ရတာလို့သိရပါဗျ။မနေ့ကစက်တင်ဘာလ29ရက်ညနေ9:00အချိန်ထိရရှိတဲ့ချက်လက်တွေအရ အပြစ်မဲ့ရတား၁၁ဦးအပြင်းထန်ဒဏ်ရာတွေနဲ့သေဆုံးခဲ့ပြီး၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်လေကြောင်းတက်ခတ်မှုကြောင့်အဆောက်အုံ၃လုံးလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။အကြမ်းမဲ့စစ်အုပ်စုဟာမတရားအာဏာလုယူပြီးနောက်ပိုင်းတိုက်ပွဲဖြစ်တာမရှိဘဲရတားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေဇက်လိုက်လုပ်ခဲ့ရမှာလက်ရှိမှာလည်းတရားမဝင်ရွေးကောက်ပွဲတည်းရဖြစ်လာစေဖို့ကြိုးပမ်းနေခြင်းဖြစ်တာကြောင့်ရတားတွေပေါ်ဥတီတဲ့အကြမ်းဖက်မှုတွေပိုပြီးမြင့်တက်လာတယ်လို့အသိပေးပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာနိုင်ငံတကာစာမျက်နှာမှာရွေးကောက်ပွဲလှုပ်ဆောင်ဖို့အတွက်တိုင်းပြည်တည်ငြိမ်နေတဲ့ပုံစံဖော်နေပြီးအထူးရောင်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြုလုပ်ဖို့ဖိတ်ခေါ်နေပေမဲ့အရသာတွေပေါ်မှာအကြမ်းဖက်မှုတွေပုံမှုကျူးလွန်နေတယ်လို့အမျိုးသားညီညွတ်ရေးဆိုရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ